Star FM, 99.9 .9 megahertz. Yo, yo, what's up, guys? နော်ဇစတာ FM ရဲ့ Red Explosion Program နဲ့အားလုံးကြိုဆိုလိုက်ပါရစေဗျာကျွန်တော်တို့အပတ်စဉ် season တစ်ဆက်ပေးနေကြဖြစ်တဲ့ Red Explosion Program လေးရာဆိုရင်စိတ်ဝင်စားစရာ season များစွာနဲ့အတူပြည်သက်များစီကိုပြန်လည်ရောက်ရှိလို့လာပါပြီဒီ season မှာဆိုရင်မြန်မာ Hip Hop Industry ထဲမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေတချင်းတွေတည်င်းတွေနဲ့အတူပြည်ရင်းပြည်ပါက Hip Hop အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမယ် Hip Hop Culture ကိုကိုးစားပြုတဲ့ program လေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ season လေးမှာ host ဖြစ်တောင်းယူတင်ဆက်ပေးမယ် John to the Grey John Grey ပဲဖြစ်ပါတယ်

Huh. huh. Listen up, it's time to explode Red explosion All the air, let the music go Fresh beat, dope, right and the photo tag Get ready to rock, days and nights we we'll are bringing back the heat from the old school day When hip hop was pure, the writing in the playing. No fancy street, just bring a fire Red explosion, take it higher Rap, rap, explosion, rap explosion 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 rap 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 explosion explosion title explosion rap rap explosion rap rap listen up listen up rap rap explosion explosion title explosion rap explosion program နားဆင်နေကြတဲ့ပရိသတ်များခင်ဗျာကျွန်တော်ဒီနေ့ညနေမှာတော့အပတ်စဉ်စီစဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Explosion Talk Show ဆိုတဲ့အစီအစဉ်ရဲ့အလဲအပြည့်လဲကြောက်လို့လာပါပြီ

ယောယောယောကျွန်တော်ဒီနေ့ညနေအစီအစဉ်အတွက်အထူးဖိတ်ကြားထားတဲ့ guest artist များလည်းရေစုံမေးဆက်ပေးပါရစေ။ပရောလုံးတူကတော့ကျွန်တော် Launchpad Record Studio ရဲ့ပက်ကန်ရှင်ဖြစ်ပြီးတော့ music producer တူဖြစ်တဲ့ကိုတော်ဘီပဲဖြစ်ပါတယ်။မင်္ဂလာပါ brother ရေ။ What's up ကိုကျော်။ Okay ပါကျွန်တော်နောက်ထပ်တူကတော့ကျွန်တော် hip hop နဲ့ EDM music producer တူဖြစ်တဲ့အပြင်ပေါ့နော် DJ တူလည်းဖြစ်တယ်ကျွန်တော် The Heart ပဲဖြစ်ပါရခင်ဗျာမင်္ဂလာပါ brother မင်္ဂလာပါကိုကျော် Okay ပါခင်ဗျာဆိုတော့ကျွန်တော်အဆုံးအနေနဲ့ပေါ့နော်ဘရိုခုလက်တလောဒီ music production နဲ့ပတ်သက်ပြီးဘာလို့ဖြစ်နေလဲဆိုတာလေးအရင်ဆုံးပြပြပေးပါအောင်ဗျာ ကျွန်တော်ကတော့အဲ2024တော့ပေါ့နော်ဒီဇင်ဘာပေါ့အနည်းဆုံးပါပဲအခုအခုနဲ့အနည်းဆုံးတော့ခွေခွေထွက်လာရတယ်။ Weather's Camel ဆိုပြီးပေါ့နော်ဟုတ်ကဲ့ကျွန်တော် music အမျိုးအစားတွေလည်းအဲ့လိုမတူအောင်တော့ကျွန်တော်ဂျိုးပန်းထားရတယ်ရှင်းတော့ရတယ်ပေါ့နော်ကျွန်တော်ကိုကိုဟိုကလောက်ရတာပိုကြိုက်တယ်ကိုကို challenge ပြန်လောက်ရတာစိန်ခေါ်ရတာပေါ့နော်အရင်နှစ်တော့မတီးဘူးတာတီးကြည့်တယ်ဟုတ်ကဲ့ဒါဒါမျိုးပေါ့ကိုမလုပ်တာလေကိုဒီ music ကိုကြိုက်တဲ့ music တွေပေါ့မှာကိုလုံနိုင်လားပေါ့နော်အဲ့လိုကျွန်တော်တွေးကြည့်တယ်ပြီးတော့အခုလက်ရှိအနေနဲ့ဆိုရင်တော့ကျွန်တော် set ဒီတကြံမတိုင်ခင်ထွက်ဖို့ရလည်းရှိနေမယ်အဲ့လိုမျိုးမထင်တာတဲ့ music မျိုးစားရလည်းပေါင်းမယ် so keep grinding ဟုတ်ကဲ့ listening stay tuned ပါနော် yeah ဟုတ်ကဲ့ကျွန်တော်ဆောင်းမြော်နေပါမယ်ခင်ဗျာဟုတ်ဆိုတော့တဟကလည်းပြောပြပါဦးခင်ဗျာကျွန်တော်တော့တကြံမတိုင်ခင် EDM track ပုံထပ်ဖို့ကြိုးစားနေပါတယ်ဗျာတကြံပြီးရင်လည်း UK desktop ပုံစံလိုမျိုးရှင်လေးတပုံထပ်ဖို့တည်ထားပါတယ်ဗျာ okay ဆိုတော့လေဟုတ်ပြီကျွန်တော်တော့ကျွန်တော်ဒီဟိုး2000ပြည့်နှစ်လောက်ကနေပြီးတော့မှဖြစ်ပေါ်ဖြစ်ပေါ်လာရလို့ပြောလို့ရတယ်ဒီ hip hop မျိုးရပါတော့ခုဆိုတော်တော်လေးအားကောင်းတော်တော်လေး develop ဖြစ်လာပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီနောက်ပိုင်းမှာဆိုရင်ပုံစံအစ်စ်ပုံစံအကွဲရနေလူငယ်တွေကကျွန်တော်ဒီ senior တွေဈေးကနေလက်ဆင့်ကမ်းလာတယ်ဒီ hip hop ရန်တွေကိုဆက်ပြီးမောင်းနေနေကြစေပေါ့နော်ဆိုတော့ကျွန်တော်အရင်ခက်ကနေဒီဘက်ခက်ကြတဖြည်းဖြည်းပြောင်းလဲလာတယ်ဒီ hip hop ရည်စီကြောင်းနဲ့အကြောင်းလေးပေါ့နော်ကိုယ့်ရဲ့အမြင်လေးနည်းနည်းတော့ပြောပြပေးပါအောင်ဗျာအဲ hip hop ကဒီမှာတော့အဲ့လို2000ခုနဲ့ဆိုပေမဲ့ပေါ့နော်ဟုတ် အဲကျွန်တော်တို့တကယ် hip hop အနေနဲ့ဆိုရင်တော့1900ကကျွန်တော်တို့ကအဲ80အဲလောက်မှစရဲဆိုပြီးတော့ကျွန်တော်မှတ်တမ်းနေတော့ရှိတယ်။ဟုတ်ကဲ့ကျွန်တော်လည်းမမွေးသေးတော့ဒီတိတ်ပြောဖို့တော့ခက်တာပေါ့။ဟုတ်ကဲ့။ So hip hop တမိုင်းတစ်ခုလုံးပြန်ပြောဖို့ရတော့တော်တော်ကြီးပါ။ဟုတ်ပါရဲ့။ဒါပေမဲ့ကျွန်တော်တို့အွယ်ပေါ့နော်ကျွန်တော်ဆိုရင်အဲကျွန်တော်2000ပြည့်နေ hip hop ကိုကျွန်တော်မိခဲ့တယ်လို့လည်းပြောလို့ရတယ်။အဲမတိုင်ခင်အစောပိုင်းရှေ့ပါဆိုတော့အဲလိုတိတ်ခွတ်တိတ်ခစ်လောက်ကိုကျွန်တော်မိခဲ့တာပေါ့နော်။ဟုတ်ကဲ့။ကိုမျိုးကျော်အမြိုင်လို့ချင်းနေကျွန်တော်နားတော်ပဲရတယ်ငငယ်ရ။ So ကိုမျိုးကျော်တို့က ကျွန်တော်တို့ first generation ထဲမှာတော့ပါတယ်လို့တော့ကျွန်တော်တို့ကအဲအဲ့လိုပဲငယ်ငယ်တုန်းကအတိအနေနဲ့ဆိုရင်တော့အဲ့လိုတတ်မှတ်လိုက်ကြတာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ထပ်ပြီးတော့မောင်းနေပြီးတော့ drive လုပ်ပေးတာတော့ကျွန်တော်တို့ asset ဖြစ်တယ်ပေါ့နော်။ဟုတ်ပါရဲ့။အဲ့တော့ asset မှာစတင်ခြင်းမှာပဲကျွန်တော်တို့အကုန်ယူသွက်ခဲ့တယ်။နောက်ပိုင်းနောက်နောက်ပိုင်းအဲ့လိုပဲ lesson ကန် lesson ကန်လာခဲ့ပြီးတော့ဒီနေ့ဒီကတော့ကျွန်တော်မြန်မာ hip hop တမိုင်းအတွက်ဆိုရင်တော့ကျွန်တော်ကြိုက်တဲ့နိုင်ငံနဲ့ရှင်လို့ရတဲ့အနေအထားတစ်ခုမှာတော့ကျွန်တော်ရှိတယ်လို့ဆိုပြတော့ရ။ဟုတ်ကဲ့ပါဟုတ်ဟုတ်တခါကောင်းနည်းနည်းတော့ပြောပြပါဦး။ကျွန်တော်ကတော့ ကတ်ဘောချင်းနေနားတော်ပြတာတော့ကျွန်တော်စပြီးတော့ကျွန်တော် generation ရကျွန်တော်စပြီးနားတော်ပြတဲ့ချင်းတွေကတော့ကိုဂျေးမီတို့အဲကနေမှကိုချက်ဖတ်ကိုချောက်ချက်တို့ကနေဆင်ကေပြောင်းလဲလာပြီးတော့အဲကေတဇီယိုကေကွာချင်းချင်းပြောင်းလဲလာပြီးတော့အဲဒရေးတို့ဂျာဇီတို့ဇန်နဝါရီပေါ်လာတယ်ပေါ့အဲ့ဒါကြီးစစ်စစ်နားနားထောင်ကြရတာပေါ့ဟုတ်ကဲ့ဟုတ်မျိုးကြောတော့ကတော့ကျွန်တော်တို့ကျွန်တော်တည့်ရရအတိတ်မမီခဲ့ဘူးသူတို့လုတ်ခဲ့ရတဲ့ချုပ်တလေးလောက်ပဲ တည်ခဲ့ပါတယ်ဗျဟုတ်ကဲ့ပါဟုတ်ဟုတ်ဒီ season ကိုအဓိကကူညီပံ့ပိုးပေးတာကတော့ Genius Go Culture Clothing ကပဲဖြစ်ပါတယ်ခင်ဗျရှောက်ရှောက်ဟာဟာ Yeah Genius Go Culture Genius Go Culture Genius Go Culture God damn it I'm a genius I'm a fucking genius I'm a genius, I'm a fucking genius. gen. G, G, G. I'm a genius, I'm a fucking genius. I'm a genius, I'm a fucking genius. Yeah. Bogacha, 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 made in Bama. Bogacha, 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 made in Bama. Bogacha, 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 made in Bama. Bogacha. Beaker. Hey 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 welcome back to Explosion Talk Show. Okay ပါပြကျွန်တော်တို့ Rap Explosion Program Explosion Talk Show ဒုတိယပိုင်းပြန်စကြအောင်เนาะ။ Okay ဆိုတော့ကျွန်တော်ကြားဘူးတာပါတော့ကိုတို့ဒီအရင်ခက်ကပါတော့ကိုတို့ငငယ်တော့တချင်းတပုတ်လောက်ရတာထုတ်လောက်ရတာတွေကဒီဘက်ခင်မာတွေလောက်လွယ်ကူမနေဘူးပေါ့เนาะ။ဆိုတော့အဲ့အကြောင်းလေးတွေလည်းဘူးတရအနေနဲ့ကျွန်တော်ပြပြပေးပါအောင်ဗျာ။ Okay ကိုကျော်အမ်ဘယ်နှခုလောက်ပြပြတာလဲ။အမ်2005 ။တောင်းစင်တန်းပေါ့နော်။ဆိုတော့ကျွန်တော်တို့ကဒီနီးပြနေတာအရာပြန်ပြောပြရရင်လည်းကျွန်တော်တို့ကဒီခစ်ကဟိုဟာ Bluetooth ခစ်ရောက်နေပြီ။ Okay. ဆိုတော့တချင်းတွေကလည်း string ပေါ်မှာပဲ။ဟုတ်။ဆိုတော့ amplifier ကိုပြန်ပြောပါလို့ CD ။ဟုတ်။ဆိုတော့ CD ကို studio သွားရလဲ keep လုပ်ပါ။ကို music တို့ပါတော့အရင် keep လုပ်ပါ။ studio data တောင်းရလဲ SCD လေးကို keep လုပ်တာ။ဆိုတော့ကိုတက်တဲ့အောင်ကိုပြန်ဝင်လာတယ်အဲ့ဒီ CD ပဲ။ဆိုတော့ကျွန်တော်တို့ခစ်တွေတော့ဟိုဟာဖြစ်ခဲ့ရတာပေါ့။ဟိုခက်ခဲတယ်။ဟုတ်ကဲ့။မလွယ်ခဲ့ဘူး။ ိုင်မဲ့အဲ့ဒီပုံမှာတန်ဖိုးထားခြင်းဆိုတဲ့အရာလေးတွေကကျွန်တော်တို့ခင်တဲ့ဒီဘက်ခင်နေတယ်နည်းနည်းกว่าပါဟုတ်ပါတယ်ဟုတ်ပါတယ်တန်ဖိုးထားခြင်းဆိုတာပေါ့ဒါလိုပေါ့ကျွန်တော်တို့ဆိုဟို brain book ရဲ့ရေးရဖို့ကြိုက်တယ်ဆိုတော့ဒါမဲ့ဒီဘက်ခင်က form နဲ့ရေးလိုက်ကြတယ်ဟုတ်ကဲ့ဒါအဲ့တော့အဖြစ်ပြောကြမှာမဟုတ်ဘူးလေသွားလို့ရတယ်သွားကိုကိုဖီးလာလို့ပေါ့ဒါမဲ့ခုနလိုမျိုးဟိုပိုတခုခုပုံမှာလူငယ်တွေပိုတန်ဖိုးထားသေးတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဟုတ်ဆိုတော့ကျွန်တော်တို့တော့အဲ့လိုခက်ခဲတော့လေတခုခုဆိုအဲ့လိုအဲ့လို အဲ့လိုတိတ်မလုံတက်တော့ဘူးလေဟုတ်ကဲ့ဆိုတော့အဲ့ကော format ကြီးကိုဖြစ်သွားတော့ဒါပေမဲ့တို့လည်းပြောင်းလဲလာတဲ့ခက်မှာလဲကျွန်တော်တို့ထက်အများကြီးသွားလို့ရဥပမာကျွန်တော်တို့ဟို internet ဆိုင်မှာဟို line တော်တော်ဆိုးဆိုးပြတ်ပြတ်နဲ့တုံးနေရတဲ့အချိန်မှာဒီအချိန်က phone call ဖွင့်ပြီးကိုပြင်ချင်တာရှာလို့ရတယ်ဟုတ်ပါဘူးဆိုတဲ့အချိန်မှာအချိန်ဆိုတာအယမ်းမြန်ပါဒါပေမဲ့ခုနကလိုမျိုးဒီတချင်းတွေလုံးတဲ့အပေါ်မှာခံစားချက်လိုမျိုးအရာမျိုးတွေတကယ်ကိုယ့်စီကထွက်ကြလာမယ်ဟာလိုမျိုးတွေကို ကျတော့နည်းနည်းလေးငဲသွားသလိုခံတာအဲအဲ့လိုကျတော့ပို့ပြီးတော့ရှိသေးချင်တယ်ဥမာတကယ်ကအဲလွယ်သွားတာကိုခက်ကလွယ်သွားတော့ဒီနေ့တီးမယ်မနေ့ပြန်ရှိတယ်တပတ်ခါထုတ်လိုက်ဆိုတာမျိုးထပ်ပေါ်တော့ကျွန်တော်တို့အဲ့လိုတိတိကျကျတော့လုပ်စီချင် ဆိုတဲ့ဟာမျိုးတော့ရှိတယ်။နောက်တစ်ခုကဘယ်လိုခက်ခဲခဲ့လဲဆိုတော့ကျွန်တော်တို့ထပ်ပိုခက်ခဲခဲ့တဲ့ generation ရှိတာပေါ့။ဟုတ်ပါရဲ့။တိတ်နဲ့တွင်းခဲ့ရတဲ့ခေတ်တို့တိတ်မတိုင်ခင်တပြားနဲ့တွင်းခဲ့ရတဲ့ခေတ်တို့ပေါ့နော်။ဒါပေမဲ့ hip hop ကိုပြန်ပြောရဲခုနကလို2000 batcher လဲတော့ကိုပဲကျွန်တော်ပြန်သွားပြင်မယ်လေ1990လောက်ကနေပြီးတော့ဒီ2000ဒီလိုတော့ကျွန်တော်ယူဆရပါတော့အဲကြားထဲမှာကျွန်တော်နိုင်ငံမှာဘာ technology ရှိလဲဒီ music နဲ့ပတ်သက်ပြီးတော့အဲ့တော့တစ်ချက်ပြန်ကြည့်ရပါတော့ဟုတ်ကဲ့ခက်တာတော့တော်တော်ခက်ခဲ့တယ်မှာပဲလေပြီးတော့သူတို့ရဲ့ကျေးဇူးကြောင့်ပဲ ကျွန်တော်ဒီချိန်မှာ easy ထိုင်ပြီးတော့ဒီလိုထိုင်လုပ်နေတာညာလို့ကျွန်တော်ထင်တယ်။ဆိုတော့ senior တွေလည်းလေးစားပါတယ်ဟုတ်ဆိုတော့ကျေးဇူးလေးတင်တယ်ကျွန်တော်တို့အနေနဲ့လည်းဆက်ပြီးတော့ဒီ hip hop ပဲဖြစ်ဖြစ်ဒီဒီကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှု culture ပဲပြောပြောတခြားနိုင်ငံရဲ့စီးဆင်းလာတဲ့ culture ပဲပြောပြောကျွန်တော်တို့ကမြန်မာမှုပဲပြောင်းပြောင်းပေါ့နော်ကျွန်တော်ထင်တာကတော့ကျွန်တော်တို့နားလေတလို့အကောင်းဆုံးတော့လုံးချင်ကြတာတကယ်ဟုတ်ကဲ့ဆိုတော့အဲ့ပုံမှာခုနကလိုမျိုး ကိုကြိုက်တာလုပ်နေတဲ့ artist နဲ့အဲ့လိုမျိုးเนาะဟိုကိုလည်းကြိုက်မယ်သူများလည်းကြိုက်မယ်အများကြိုက်အောင်လုပ်တဲ့ artist ဒီလိုမျိုးတွေကွာလာမယ်ဒါလို underground ကွာလာမယ် mainstream ကွာလာမယ်ဒါတော့ရွေးချယ်မှုပဲဟုတ်ပါဘူးကျွန်တော်တို့ဟိုထားပေါ်တော့ဟိုခေါင်းဆဲပြုတ်ယူရေးစားတယ်လို့ပဲကိုလည်းကိုကြိုက်ကစားလို့ကြိုက်တဲ့အရာအဲเนาะဒါတွေဘာထူးခြားချက်ရှိလဲပေါ့အဲ့ပေါ့အဲ့ထူးခြားချက်တွေလိုက်ကြည့်ရပေါ့เนาะဆိုတော့ okay ကိုကျွန်တော်မိခဲ့တဲ့မိကောင်ပြန်ပြောကျွန်တော် recap လုပ်မယ်ဆိုရင်တော့ okay ခက်ခဲခဲ့တယ်ရင်တော့ကတော့ ခက်ခဲမှုတွေအပေါ်မှာတဲဝိုးထားမှုပါလာတယ်။အဲ့တော့ဒီဘက်ခက်မှာမခက်မခဲပဲလုပ်နေရတဲ့လူတွေအနေနဲ့အဲ့ဒီ point တွေကိုပြန်တွေးကြည့်မယ်။ဟုတ်ပါတယ်။အဲအကုန်လုံးပြန်တဲဝိုးထားတယ်။ဟုတ်ပါတယ်။ဟုတ်ပါတယ်။စဉ်းစားစရာပေါ့။ကျွန်တော်တို့ပြောနေရစီကတော့တလောက်ပါပဲ။ဆိုတော့နောက်ပါရှိအောင်လဲ။ဟုတ်တယ်။တခါကလည်းကျွန်တော်ပြောပြပါအောင်ပေါ့နော်။တကယ်ရတဲ့အတွေ့အကြုံတွေဟုတ်ကျွန်တော်ကတော့ကျွန်တော်အရွယ်ရောက်တဲ့အချိန်မှာအဲ CD CD ကတော့မိလိုက်တယ်တိတ်တော့မမိလိုက်တော့ဘူး CD ကမိလိုက်တယ် CD မိပြီးတော့ ကြီး CDB လိုက်တယ် memory stick တွေပေါ်လာကြတယ် memory stick ပေါ်လာတဲ့အချိန်မှာတော့ကျွန်တော်လိုအပ်ရလွယ်ကူလာတဲ့ data တွေကိုတစ်ခါတည်းအတန်သွင်းမယ်ပြီးရင်တစ်ခါတည်း data ပြန်ယူတော့မယ်ဟုတ်ကဲ့ဟိုမှာသွားရင်လည်းအလွယ်တကူဖြတ်လိုက်လို့ကြရတယ်ပြန်သွင်းဖို့ဟုတ်ပြီးအရန်လွယ်ကူသွားကြရတယ်အဲအရန်လွယ်ကူသွားတဲ့နောက်မှာတော့ဟိုလူငယ်ကြီးကိုနည်းနည်းမြင်လာတာတိတ်ပြီးတော့တန်ဖိုးမထားရသလိုဖြစ်လာတယ်ပို့ရလာကြတယ်အရင်ကဆိုလို့ရှိရင်တိတ်တီကိုဈေးကြီးပေးဝယ်ရတယ်မှိုင်း ဒါတွေအလုံးအပြန်သုံးလို့မရအောင်ပြန်ဖြတ်ပြန်သွင်းလုပ်လို့ရန်ဆက်တယ်။ဘူးကြတော့အတန်သွင်းမယ်ပြန်ဖြတ်မယ်ပြီးစတင်နဲ့ပြန်တည်သွားမယ်။အဲ့လိုလေကူလာတဲ့ချိန်မှာငူငယ်ကြီးကတော့နည်းနည်းပေါ့ယောလာတာမျိုးလေးရောတွေ့လာရဲဟိုတခြင်းလာတွေ့မယ်ဆိုလို့ချင်းလဲဟိုတခြင်းကိုကောက်ကိုတီချာလုံးမလာပဲနဲ့တခြင်းစားလာမရပဲနဲ့လာဆိုကြတာမျိုးလေးတယောက်မှမကြည့်ဘူးဟိုဘုံမပါပဲနဲ့ဟုတ်ကဲ့ ဆိုရအောင်မျိုးရတွေ့လာရတယ်ပေါ့ဗျာဟုတ်အဲလေးကတော့နည်းနည်း PS ကိုတို့လို့ထင်ပါတယ်ဒါတော့ကျွန်တော်တို့ကလေဒီကြီးပင်နေအပေါ်မှာ live ပြောနေလို့ပဲဖြစ်မယ်လေတကယ်တမ်းကဒီ cultural ပေါ်မှာပေါ့ community တစ်ခုလုံးပေါ်မှာပေါ့ဖောက်ထွက်ခဲ့ရတဲ့ music ကြီးอ่ะဟိုထားပါတော့ဗျာကျွန်တော်အခုချိန်မှာဒီစကားတွေတော့ပြန်မပြောချင်ဘူးငငယ်တော့ preparing နဲ့ tank နေတယ်ဘယ်ညာတို့ဒီမတည့်ဘူးတည့်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဟာမျိုးလေ senior တွေပဲဖြစ်ဖြစ်ဟို တဲ့အနည်းဆုံးကျွန်တော်တို့လောက်ပဲဖြစ်ဖြစ်ပြန်သိရမှာကျွန်တော်ကြော်ဖြတ်ခဲ့ရတာပဲဒါတွေပြောရင်ဒီ talk show ပြီးတော့ပြီးတော့ပေါ့ဟုတ်ကဲ့ဒီ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 ပြီးတော့ဒီလိုစကားမျိုးကပြီးတော့တကယ်ဟိုပို့ပြီးတော့ကျွန်တော်တို့ senior အရန်ကြားတဲ့လူတွေပြောတာပိုကောင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကညီပညာဘက်က site ဘက်ကပဲပြောပြလိုက်တာရှိပဲတကယ်တမ်းတွန်းလှန်ခဲ့ရတဲ့တွန်းလှန်ခဲ့ရတဲ့ဆိုတော့ဒီ music ပေါ်မှာ promotion လုပ်ခဲ့ရတာကြီးတာတော့တော်တော်ကြီးကြီးပါဟုတ်တော့တို့ရဲ့ကျေးဇူးတွေကြောင့်ပဲခုနလိုလေကျွန်တော်ဒီမှာ easy time ပြီးတော့ဒီ music ကိုဆက်လုပ်နိုင် ဟုတ်တယ်ဟိုလည်းပြောလို့လည်းရပါတယ်เนาะဒါကိုလည်းစဆက်ပြီးတော့ကျွန်တော် keep keep ဘယ်လိုပြောလဲ white thing နေရပါဘူးเนาะโอเคတန်းလို့ဟောပါတော့ကျွန်တော်တို့ဒီနောက်ပိုင်းမှာဆို AI ကလည်းတော်တော်လေး develop ဖြစ်လာပြီပေါ့เนาะကျွန်တော် AI နဲ့ပဲ D တွေတီးကြတယ် AI နဲ့ပဲနောက်ဆုံးဆိုကျွန်တော်တို့ဒီတချင်းရေးတာအစား AI ခိုင်းတာပေါ့เนาะအရင်မြန်သွားဆိုတော့ အဆင်မပြေဘူးလားဆိုပြေတော့ပြေပါတော့ဒါပေမဲ့လည်းကျွန်တော်တို့ဒီအမှုပညာရတာတွေနည်းနည်းတော့လိုတာပေါ့ကျွန်တော်လူသားဆန်မှုနဲ့အမှုပညာပြတာမြောက်မှုတွေတော့လိုတာပေါ့နော်ဆိုတော့လူငယ်တွေလည်းအဲ့အရာလေးတွေဟိုပါပေါ့နော်နေပညာအာမကုန်းနဲ့လည်းမပြောချင်ဘူးဟုတ်အဲ့အရာလေးဟိုပူလို့နည်းနည်းတတိထားပြီးတော့ပေါ့နော်ပူပြီးကောင်းအောင်လုပ်ဖို့အတွက်ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့နောက်မေကုန်းတစ်ခုအနေနဲ့ကတော့ဒီဟို music producer တက်ရှင်နေတဲ့ music music producer လုပ်ဖို့စူးစမ်းနေကြတဲ့လူငယ်တွေအတွက်ပေါ့နော်ကျွန်တော်အားပေးစကားလေးနည်းနည်းလေးပြောပြပါဦးဗျာဟုတ် အော်ဘီဒကဒီဒီ2025မှာဆိုတော့ရန်ရန်ပြောဖို့ရာကြတော့ကိုကိုယ်တိုင်အားမရှိပြန်တယ်ဆိုတော့ဒါပေမဲ့ဘာကိုပြောချင်လဲဆိုတော့ကျွန်တော်ဘင်းလင်ကျွန်တော်ယုံကြည်ရာတခုကိုမစုံမနဲ့ကျွန်တော်ဆက်လုပ်နေကြတာဗျာဆိုတော့ဒါကြီးကကျွန်တော်တို့ဟိုဟာဘာကြီးဖြစ်လာဖို့ညာကြီးဖြစ်လာဖို့ဆိုတာမျိုးကျွန်တော်တွေးကြတာမဟုတ်ဘူးကျွန်တော်ချစ်တဲ့အလုပ်ကျွန်တော်ယူသွက်ရာကျွန်တော်ဒီ beat တွေဒီ dancing တွေကျွန်တော်တီးလိုက်တယ်ကျွန်တော် mixing ဆိုလည်းတန်ကောင်းအောင်လည်းကျွန်တော် production လုပ်တဲ့ beat တွေမှာကျွန်တော်ပြန်ပြီးဂုံယူနေရတယ်ဒီမှာ DB ပေါ်မှာကျွန်တော်ပြန် ပျော်နေရတယ်ဆိုတော့နေသားမျိုးပေါ့နော်အဲ့လိုနေသားမျိုးထိပဲကျွန်တော်တွေးခဲ့တာဆိုတော့ဘယ်အလုပ်လုပ်လို့အကောင်းဆုံးတော့လုပ်ခဲ့တာကိုညံစွမ်းရှိတဲ့လောက်ပဲပေါ့နော်ဒါပေမဲ့ရက်တီပြေးခဲ့တာကတော့ဆန်းကားနှစ်ကျော်ဟုတ်ဆိုတော့ဒါလေးနဲ့ပဲရက်တီခဲ့ရတယ်ဆိုတော့ပြောချင်တာတော့ဒီနိုင်ငံမှာတော့ music လုပ်ရင်တော့တဲ့မလားဟိုလိုတိုက်တဲ့ကားနဲ့နေလို့တော့နည်းနည်းတော့ပြေးရလေဟုတ်ပါဆိုတော့အဲ့လိုမျိုး music ကိုနောက်တစ်ခါအဲ့လိုလေတွေးတွေးလို့မရအောင်ကျွန်တော် music ကိုချစ်ခဲ့ရဆိုတော့ music ကိုချစ်ဆက်ချစ် အဲ့ဒါအရေးကြီးတော့မယ်ပြီးတော့ကိုပါလို့ချင်တယ်အဲ့ဒီလုပ်ချင်တဲ့ဟာကိုပဲကိုဒီဇိုင်းမှန်မှန်အဲ့ဒါပိုပိုကောင်းပြည့်မှာကိုတချင်းတီကိုပြီးနေကိုပျော်နေတာမျိုးကရရပြီပဲလက်ချက်မှာကိုကိုကြည့်တဲ့ဒီလိုကို producer လိုက်တဲ့ music တွေချုံးနေတော့ကိုကယူတော့နေရပြီအဲ့ဒါပဲပြည့်မှာကျွန်တော်အသိကြည့်ဖို့မလိုဘူးအဲ့တော့ keep moving မယ်ဒါကိုလို့ keep moving မယ်တော့အောင်ပါပဲကိုချစ်တဲ့အရာလေးနားမှာပဲနေပေါ့ဟုတ်ကဲ့ကော်မတီပြောတာဟုတ်ကဲ့တခါလည်းပြောပြပါဦးဗျဟုတ်ကျွန်တော်ကတော့ ပြောချင်တာအချင်းဥမာစာတီမဲ့လူငယ်ပြောချင်တာကတော့ KAC ကြောင့်မှစစ်စားနေတဲ့ခြင်းမျိုးလိုက်ကြည့်ရမျိုးမဟုတ်ဘဲနဲ့ပိုတကယ်ကြိုက်လို့ပိုတကယ်နှစ်သက်တဲ့ခြင်းမျိုးမျိုးစစ်ချင်တာမျိုးတီးရမျိုးပဲပို့ပြီးတော့အားပေးတိုက်တွန်းနေပါရဲ့ဗျ။ဟုတ်ကဲ့ โอเคပါခင်ဗျာဆိုတော့ကျွန်တော်ဒီနေ့ညနေအစီအစဉ်လေးမှာပေါ့เนาะချိန်ပြပြလာအောင်ဆွေးနွေးပေးသွားရဲကိုတာဘပီနဲ့တာဟာကိုကျေးဇူးထူးတင်ရှိကြောင်းဖော်ပြလိုရဲပေါ့เนาะဆိုတော့ဒီနေ့ညနေဒီ Talk Show စီစဉ်လေးအစုံမသက်ခင်ပေါ့เนาะကိုတာဘပီရဲ့နောက်ဆုံးထွက်ခဲ့တဲ့အမိကူဆိုတဲ့တခြင်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကိုတာဘပီကနေဖရိတ်တောင်းနည်းနည်းလေးပြောပြပေးပါအောင်ဗျာဟုတ်အတလေးစလိုက်ပေါ့နော်အဲအမီကိုစချင်းကအဲကျွန်တော်တည်တဲ့အတိုင်းပဲဒီစကလုံးအရာဆိုလို့ရှိရင်တော့တငယ်ချင်းပေါ့နော်ပေါ်တော့အဲကျွန်တော်ပေါ်တော့တရားမရှိတော့ဘူးပေါ့နော် ဟုတ်ကဘာမီပေါ့အဲ့တော့အဲ့ဒါလည်းတလားပြီပေါ့ဒီနေ့မှာမမှန်ဆိုသူကလွန်ခဲ့တဲ့ဟိုဘလတိုင်းနေ့တော့ဆောင်းတာဆိုတော့ဒီနေ့မှာလည်းဒီ season လေးဖြစ်ဖြစ်တယ်ဆိုတော့မမှန်ရရပါဘူးသူကြောင်းလေးတော့ record ပြောပြတာပေါ့နော်ဟုတ်ဒါ DJ Globe လို့ခေါ်ပါတယ်ဗျ။ကျွန်တော်အားလုံးရင်းနှီးကြပါတယ်။ဟုတ်ပါတယ်ဟုတ်။ဆိုတော့အဲရုပ်ရက်ပဲထွက်ပါသွားတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့ဘဝတစ်ခုလုံးမှာအနည်းငယ်လောက်ခဲ့ရတဲ့ဘဝတစ်ခုလုံးမှာဒီ လူတယောက်တော့တရှင်ရေးပြင်မယ်လို့မတွေးဘူးလူတယောက်ဆိုတာဥမာယောက်ျားချင်းချင်းတရှင်ရေးရတာမျိုးလေကိုပေါ်တော်ရေးရတာကျွန်တော်မတွေးဘူးဒါပေမဲ့ကျွန်တော်တို့တွေးပြလိုက်တယ်လုံးဖြစ်လိုက်တယ်ဆိုတာလေဖြစ်ချိန်တန်လို့လို့ကျွန်တော်ထင်ပါတယ်ဒီချင်းရပေါ့ဟုတ်ကဲ့နောက်တစ်ခုအရင်မြန်ကျွန်တော်ဘူးတော့လို့လုံးလိုက်ရတာဘာလို့လဲဆိုတော့အချင်းကိုထုတ်ချင်တာသူဆုံးပြီးတော့9ရက်နာရေးမတိုင်ခင်ထုတ်ချင်ဟုတ်နာရေးမှထုတ်ချင်ဆိုတော့ကျွန်တော်အချင်းလုံးဝမရှိဘူးနောက်တစ်ခုကလည်းမရှိတော့9ရက်ပဲရှိတယ် အဲ့ဒီမှာမှကျွန်တော်တို့ depression တွေဖြစ်နေကြတဲ့ညီကိုတွေပုံဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပဲပြန် lead လုပ်ဦးဆောင်ပြီးဒီတစ်ချင်းတည်ပြီးတော့အကောင်လုံးကို mood ပြန်ပေးရတာပေါ့နောက်တစ်ခုကကျွန်တော်မခံစားနိုင်တော့တဲ့ရှင်ပတဲ့စက္ကလုံးတွေပုံတော့ကျုံးနေဖြစ်စာသားတွေပြ drop off လုပ်လိုက်တဲ့တစ်ချင်းဖြစ်တယ်ပေါ့အဲ့တော့ amigo ဆိုတဲ့တစ်ချင်းကိုကျွန်တော် sampling လုပ်ထားတယ်1980ခုနှစ်ကထွက်ထားတယ် Roberto Carlos ဆိုတဲ့ Brazil ရေးတာတော့ Brazil အနေနဲ့ရေးတာဒါပေမဲ့ Spanish အနေနဲ့သူကပြန်ဆိုတယ်ရှားကြည့်လို့လည်းရတယ် Roberto Carlos အမီကိုဆိုပြီးတော့အဲ့ဒီတခြင်းကိုကျွန်တော်တုံးတုံးချတာရဲပြီးတဲ့အတိုင်းပဲ hip hop sampling ကျွန်တော်ဒီတုံးခုချရဲ tempo chain နဲ့အဲ့ဒီပုံမှာဘာမှမဆိုင်တဲ့ UB drum beat ပုံမှာကျွန်တော်တို့အမှတ်တရ super soul ဖြစ်တယ်ပေါ့နော်အမီကိုဆိုတူတယ်မဟုတ်ဘူးပေါ့ကျွန်တော်တို့ hip hop လုပ်နေရင်လည်းကိုယုံကြည်ရ music ကိုလုပ်နေရင်လည်းကျွန်တော်လည်းကျွန်တော်တို့နဲ့အတူတူတခီးလေးသွားနေရင်လည်းလမ်းခုလက်မှာအကြောင်းမျိုးမျိုးနဲ့ကြံခဲ့ရတဲ့လူတွေအားလုံးရှိရတာပေါ့ဟုတ်ကဲ့ပါဘယ်လိုပဲနေရာပဲရောက်နေတ နောက်ဆက်တော့ amigos ပဲ for the body ပါအဲ့ချင်းလေးကိုမှတ်တရလဲဆိုတော့ဖွင့်ပြခြင်းပါတယ်ဟုတ်ကဲ့ပါပြောဆိုရင်တော့သူနဲ့ပတ်သက်ပြီးတော့ပြောစရာတွေတော့အများကြီးဟုတ်ပါအများကြီးပါတချင်းလည်းပါပဲခံစားကြည့်လိုက်တော့ဒီတချင်းကအဲကျွန်တော်တယောက်တည်းမဟုတ်ပဲနဲ့ who's the vidan နဲ့ toxic 21ပေါ့နော်ကျွန်တော်၃ယောက်ပေါင်းပြီးတော့ညီကို၃ယောက်သူ့အတွက်ဖန်တီးပြတဲ့တချင်းလေးဖြစ်ပါတယ်ဗျ ဟုတ်ပါတယ်ကျွန်တော်ဒီ Google ကတော့ကျွန်တော်လေးစားအားကျရတယ်ကျွန်တော်တို့ဆရာအကူတယောက်လိုပါပဲပေါ့နော်ဆိုတော့ Google ကိုဆုံးရှုံးဆုံးရှုံးရတယ်ကျွန်တော်တို့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲဆိုတော့ Google အတွက်ဖတ်တီးဖြစ်ခဲ့တဲ့ဒီအမီကိုဆိုတဲ့ခြေချင်းကိုနားဆင်နေတယ်ဒီနေ့အဲဒီ Explosion Talk Show ကနေပြည်သူများအောင်နှုတ်ဆက်လိုက်ပါခင်ဗျာဒီ Talk Show ပြီးမှ Song for You ဆိုတဲ့အစီအစဉ်လေးကိုလည်းဆက်လက်နားဆင်ရမှာဖြစ်လို့ဆက်လက်အားပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာ 心愿一走，看云都加低头。 miss my me shout out to my brother glow don't let so much got me know you get no set got to low rest in heaven he's a go she your knee go the all go no yeah hope your goes in another dimension she let it some bad that set land you one day we will come and land in this can't can't let it not me knee go the go back that la ja all me chain yet like na me we la the youth yet pet ha ja set got to all me all go twat don't let it pet me da don't pet move kind to to the car song yeah move kind to to the car song yeah you know born in america ပြောက်ွယ် က်ပြီးတော့သွားနေမြေဘာကဘမချောက်ပဲကြံခဲ့တဲ့သူတို့ရဲ့ဆန္ဒတွေချောက်ပဲသူတို့ပြတိတဲ့ခါချိန်နဲ့လောက်မယ်လို့ငါတို့တွေထင်ပါဦးမာနေရှိခဲ့ဝင်လာပြီနောက်ပြီးတော့လောင်းမယ်ရင်မာပြီညီကိုအောင်ဒီရင်မာရှိ for you ဝါရေလိုင်းကြီးလုံးရှေ့ဆက်တန်းစင်းများကြီးဆုံးစကားတဲ့တွေကုန်ကြတီတို့ I miss my me